အားလုံးပဲမင်္ဂလာပါအာကျွန်တော်ဒီနေ့ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ဗာလဲဆိုတော့ပထမတစ်ချက်ကစီလုံးရမယ်ဒုတိယတစ်ချက်ကအာလက်နက်ကန်အဖွဲ့စည်းကောင်းဆောင်တွေက EE နဲ့ GNA ကကြောက်ဖြူနဲ့ဒီဘတ်မော်မျိုးကိုရသွားပြီးရင်စက္ကဆနဲ့ပြန်ပြီးမှဆွေးနွေးလိမ့်မယ်ဆိုတဲ့အပေါ်မှာကျွန်တော်ဒီကအနေငယ်ဆွေးနွေးချင်တယ်အန်ယူဂျီဖက်ကပြောနေတာရှိတယ် တချို့လက်လက်ကဖွဲ့စည်းတွေခေါင်းဆောင်တွေကပြောနေတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ရခိုင်ပြည်ကကြော့ဖြူရသွားရင်ကချင်ပြည်ကဗန်းမုံရသွားရင်ကရင်အေနဲ့အေကဆက်ကဆက်နဲ့ပြန်ပြီးမှဆွေးနွေးမယ်ဆိုတဲ့ခေါင်းဆောင်တွေသူတို့ပြောထားတာရှိတယ်ဒီအပေါ်မှာကျွန်တော်ရဲ့အမြင်ကနည်းနည်းလေးတုတ်ပြန်ချင်တယ်သူတို့ကိုဆိုတော့ပထမခေါင်းဆောင်ဖြစ်တဲ့စီလုံးရမယ်ဆိုတဲ့ခေါင်းဆောင်နဲ့ကျွန်တော်တို့စားလိုက်ကြမယ်ဆိုတော့ကျွန်တော်ပုံမြင်တဖို့ပြောပြမယ် အဲ့ဒီပုံပြင်ကတော့ကျွန်တော်အကောင်းထဲမှာနိုင်ငံရေးနဲ့ပတ်သက်ပြီးမှအာတော်တော်လေးကိုကျွန်တော်သင်ခန်းစာယူရတဲ့ပုံပြင်လေးတစ်ပုဒ်ပေါ့နော်ဆိုတော့အဲ့ဒီပုံပြင်လေးပြောပြအောင်ဟိုးရှိရှိတုန်းကတိုင်းပြည်တစ်ခုရှိတယ်အဲ့ဒီတိုင်းပြည်မှာရွာသူရွာသားတွေလူဦးရေတန်း400လောက်နေထိုင်ကြတယ်အဲ့ဒီတိုင်းပြည်ကြီးကိုမထင်မှန်ဖက်နဲ့တည့်ရတော့ဓမြတွေကဝင်တိုက်သွားတယ် အဲတိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ဒေသတစ်ခုအိမ်တအိမ်ကိုဓမြတွေဝင်တိုက်သွားတယ်။ဓမြတွေဝင်တိုက်သွားတဲ့အချိန်မှာအင်းနီနာချင်းတွေကအော်ငါတို့အိမ်ပေါက်သွားတာမဟုတ်ဘူးငါတို့အိမ်ဓမြတိုက်ခံရတာမဟုတ်ဘူးဆိုပြီးတော့မှအဲ့ဒါဓမြတိုက်ခံရတဲ့အိမ်ကိုမကူညီကြအောင်ဒီတိုင်းပဲလိုက်ပတ်ကြည့်ပြီးတော့မှဥပိဥပိခါပြုတ်လိုက်ကြတယ်။အဲ့ဒါနဲ့မကြဘူးဓမြတွေကနောက်ထပ် တရွာကိုထပ်ပြီးမှလက်များတိုက်တယ်ပထမတစ်ခေါက်တော့သူတို့ကတအိမ်ပဲတိုက်တယ်ဒုတိယတစ်ခေါက်တော့အင်းချေတရာလောက်ရှိတဲ့ရွာကိုသူတို့တွေလက်များတိုက်လိုက်တယ်ကျန်တဲ့အင်းအင်းနှချင်းရွာကလူတွေကအဲ့ဒါလက်များတက်ခံရတဲ့ရွာကို မကူညီဘူးဒီလိုနဲ့နှစ်ကြိမ်မြောက်လက်များတိုက်တာအောင်မြင်သွားတယ်တတိယအကြိမ်ကျတော့လက်များတွေကလက်များတိုက်ဖို့လာတာမဟုတ်ဘဲနဲ့အဲ့ဒါတိုင်းပြည်တစ်ခုလုံးကိုသူတို့တိမ်းပလိုက်တယ် တင်ပြီးမှအဲ့ဒီတိုင်းပြည်ကိုနေပေါင်း250လောက်သူတို့တွေအုပ်ချုပ်သွားတယ်အခုအဲ့ဒီတိုင်းပြည်ကိုဘယ်လိုခေါ်တယ်လဲဆိုတော့အိန္ဒိယနိုင်ငံလို့ခေါ်တယ်ဒါကအဲ့ဒီဓမြတွေကိုအခုဘယ်လိုခေါ်လဲဆိုတော့ဗြိတိရှတွေလို့ခေါ်တယ်အာ UK တွေပေါ့အဲ့ဒီပုံအဲ့ဒီပုံပြင်ဆိုတာကအမှန်တကယ်တော့ပုံပြင်မဟုတ်ဘူးတကယ်ဒီအိန္ဒိယနိုင်ငံကိုဒီဗြိတိရှတွေကတင်ပတ်ခဲ့တဲ့ဟာတွေကို ဥပမာတူတူလေးနဲ့ပေးထားတာ။ဟိန္ဒူစတန်လို့ခေါ်တဲ့အိန္ဒိယတို့ပါကစ္စတန်တို့နေနေကြတဲ့တိုင်းပြည်တကူကအဲ့ဒီချိန်တုန်းကလူဦးရေတန်400လောက်ရှိတယ်။ဗြိတိရှားတွေကအာဗြိတိရှားနဲ့အင်္ဂလန်နဲ့စကော့တလန်နဲ့ပေါ့မှာလူဦးရေက12တန်းပဲရှိသေးတယ်။ဒါပေမဲ့အဲ့ဒီဗြိတိရှားတွေကအိန္ဒိအင်ကိုတွားပြီးမှဓမြတိုက်တဲ့အချိန်မှာအိန္ဒိယတွေဟိန္ဒူစတန်တွေကသူတို့အချင်းချင်းမကူညီကြဘူး။ နော်တော့အဲ့ဒါဓမြတွေဗြိတိရှာတွေတဆင့်ကျော်ပြီးတော့မှအင်ချီတရားလို့ရှိရဲ့ဟိန္ဒူစတန်ရဲ့ရွာတရွာကိုသူတို့တင်လိုက်တယ်အဲ့ဒီအချိန်ထိလေဘီနာကရွာတွေကဓမြတက်ခံရတဲ့ရွာကိုတင်ပတ်ခံရတဲ့ရွာကိုဂုံကြီးရောက်အောင်မသိကြဘူးနော်တော့လူဦးရေတန်း400လောက်နေထိုင်တဲ့ဟိန္ဒူစတန်ကြီးကိုဗြိတိရှာလူဦးရေ7တန်းကအာသူတို့တင်ပလိုက်တယ်အဲဆိုတော့ဒါကဘာကြောင့်လဲ တို့မစီလုံးလို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကြောင့်မလို့ဒီတော်လန်ရင်းမှာကျွန်တော်တို့စီလုံးရမယ်ဟုတ်ပြီစီလုံးရမယ်ဆိုတဲ့နေရာမှာလူအလုံးကိုစုခိုင်းတော့မဟုတ်ဘူးစီလုံးရမယ်ဆိုတဲ့အတွေ့အခေါ်ကနှမျိုးရှိတယ်ပထမကတော့လူမှုရေးအတွေ့အခေါ်လူမှုရေးအရာတော့ဩတော်လန်ရင်းသမားရင်းအလုံးစီယုံရတယ်ဒါပေမဲ့တကယ့်နိုင်ငံရေးရစဉ်းစားရမယ်ဆိုလို့ရှိရင်2021ကနေ2025ထိဘာအောင်မြင်မှုမှမရတဲ့ ဖွဲ့စည်းတွေကိုတော်လိုင်းရေးသမားလို့မသတ်မှတ်ရတော့ဘူးတို့ကရိုးရိုးလဲလဲကန်ကိုကျိုးရှာအဖွဲ့စည်းတွေဖြစ်သွားပြီဆိုတော့စီလုံးရမယ်ဆိုတဲ့စကားကနိုင်ငံရေးရကြည့်မယ်ဆိုလို့ရှိရင်2021ကနေ2025ထိတကယ်စစ်တိုက်ခဲ့တဲ့လူတွေမြို့နယ်အဆင့်တွေတင်းပတ်ခဲ့တဲ့လူတွေစခန်းတွေတင်းပတ်ခဲ့တဲ့အဖွဲ့တင်းပတ်ခဲ့တဲ့အဖွဲ့စည်းတွေကိုစီလုံးခိုင်းစီလုံးခိုင်းရမယ်ဒါကတော်လိုင်းရေးအတွေ့အခေါ်နိုင်ငံရေးအတွေ့အခေါ်ဖြစ်တယ်စီလုံးရမယ်ဟိုဘာမှလက်လက်ကြီးကြတော့ကင်ထားပြီးတော့မှ ပုတ်တင်ယူတကောင်တော်မဖမ်းနိုင်နဲ့ဥပမာ EAP တို့ CNA စီရင်အဟုတို့အန်ယူဂျီတို့ကိုနဲ့ဂျန်နဲ့ဖွဲ့စည်းရင်နဲ့စီယုံခိုင်းရင်အဲ့လိုတော်လန်ရစ်တတိမမှန်နဲ့ဖွဲ့စည်းရင်နဲ့စီယုံခိုင်းရင်အခုအောင်မြင်နေတဲ့ဖွဲ့စည်း EA တို့ GNA တို့ DNLA တို့အကုန်လုံးကျဆုံးသွားမယ်အဲ့ဒီအဖွဲ့အစည်းတွေကြာဆုံးပြီဆိုလို့ရှိရင်ဒီတော်လန်ကြီးရဲ့ရေဆုံးမျောသွားပြီမြန်မာပြည်မှာလက်နက်ကန်တော်လန်ကြီးတမိုင်းအရှိဆုံးက KNU KNU အားလုံ တည်တယ် GNU တို့အင်စိန်တို့ဘာလို့တွေတိမ့်ပိုက်ခဲ့တဲ့အချိန်တော့တော်တော်ကိုအင်အကြီးခဲ့တယ်အခုအချိန်ထိလည်းတပွဲချင်းစီဆိုလို့ရှိရင်တော့ဒီစစ်ကြောင်းတောင်းချင်းစီဆိုလို့ရှိရင်တော့ GNU ကဘယ်လောက်ထိစိတ်တက်နိုင်ဘယ်လောက်ထိစစ်ပရိရကျော်ကျော်ဝတ်တယ်လဲဆိုတော့ဥပမာအာဒီကော်ပိုရာစီကြောင်းတို့ဘာလို့ဆိုလို့ရှိရင်အခုချိန်ထိမြင်ရတယ်ပဲလေဒါ GNU ရဲ့တကက် identity ပဲဒီကောင်တွေစစ်တိုက်ဘယ်လောက်ထိတွန်းတယ်လဲဆိုတာကျွန်တော်တို့မြင်ရတယ် ဒါမဲ့ GNU မားခဲ့တာကစစ်မတိုက်တဲ့အဖွဲ့အစည်း88ကကောင်နေနဲ့သွားပြီးမှပူပေါင်းခဲ့တယ်။ပူပေါင်းခဲ့တော့သူတို့ရဲ့ဌာနချုပ်ကြီးမာနေဘလော့ကြဆောင်သွားတယ်။မာနေဘလော့ကြဆောင်သွားတော့ GNU ကတက်ဦးကျိုးသွားပြီ။တက်လန်သွားပြီ။အဲ့ဒါကြောင့်မလို့ဒီ2021တော်လာရေးမှာ GNU ကကရင်ကထင်တယ်လို့အလုံးမဖြစ်တော့ဘူး။ဘာဖြစ်လို့လဲဆိုတော့သူအရင်နေ့အလလသူတို့တိဆောက်ခဲ့တဲ့မာနေဘလော့စခန်းကြီးကကျသွားပြီ။မာနေဘလော့စခန်းကျသွားတာကဒါက ဒီစီရေးရပြောရမှာဆိုလို့ရှိရင် GNU ကတအုပ်ချိုးသွားပြီတိုင်းသားလည်းလည်းကအဖွဲ့စည်းတစ်ဖွဲ့တအုပ်ချိုးသွားပြီဆိုလို့ရှိရင်သူနလန်ပြန်ထူနိုင်ဖို့ဆိုတော့မဖြစ်နိုင်တော့ဘူး GNU ကဒီလိုမျိုးပဲဟိုလိုလိုဒီလိုနဲ့ပဲသွားတော့မှာဘာဖြစ်လို့လဲဆိုတော့လူပေါင်းမှားခဲ့တယ်လေဒီဟာကိုကျွန်တော်ပြောချင်တာစီလုံးရမယ်ဆိုတော့ကတော်လန်ကြီးခံယူချက်တကယ်မှန်ကန်တဲ့လူတွေတော်လန်ကြီးအပေါ်မှာတကယ်သစ္စာရှိတဲ့လူတွေအဲ့တဲ့အဖွဲ့စည်းတွေကစီးယုံတာပြဿနာ မရှိဘူးဟိုလိုလိုဒီလိုလိုဟုတ်လား ကျွန်တော်ဆုံးနောက်ပြောတဲ့ AAP တို့လိုမျိုးဟောလာအစစ်တွင်မြို့ကကမ်းခြေကငါအသေးကောင်းနေကောက်စားလိုက် CNA CNA တွေလိုမျိုးဟောလာတောထဲမှာတောဝက်တွေပြစ်စားလိုက်မြစ်တွေချိုးလိုက်မိုးတွေရှာလိုက်ဒီလိုမျိုးရက်တည်နေတဲ့အဖွဲ့အစည်းတွေဘယ်တော့မှဒီလက်နက်ကန်တော်လှန်ရေးနဲ့စကားဆောက်ထိထိရောက်မတော်လှန်ခဲ့တဲ့အဖွဲ့အစည်းတွေအဲ့လိုမျိုးအဖွဲ့အစည်းတွေနဲ့တော်ဆူပူပေါင်းမယ်ဆိုလို့ရှိရင်စီလုံးခိုက်မယ်ဆိုလို့ရှိရင်ဟိုမရောက်ဒီမရောက်အကုန်လုံးဖြစ်သွားမှာအကုန်လုံးရှုံးမှာဒီတော်လှန်ရေးက သူတို့ရဲ့အသွေးအသားထဲမှာဘာဖြစ်လို့လဲဆိုတော့သူတို့ကနိုင်ငံရေးအရာဖြေရှာရမယ်ဆိုတဲ့အတွေးအခေါ်အယူဆသူတို့ရဲ့ခေါင်းထဲမှာဆက်ကဆတဲ့ဒီကောင်တွေကိုတိုင်မူရိုက်တယ်လို့ရိုက်ပေးလိုက်ပြီအဲ့ဒါကြောင့်မလို့အလုံးမဖြစ်တဲ့ဒေါ်လာရဲ့အဖွဲ့အစည်းတွေနဲ့စီယုံစီယုံစီယုံမယ်ဆိုလို့ရှိရင်ပေါင်းစည်းကြမယ်ဆိုလို့ရှိရင်ဒီဒေါ်လာတွေကကျဆုံးမှာအဲ့ဒါကြောင့်မလို့2021ကနေ2025ထိစကန်တခုမှမသိနိုင်တဲ့ဖွဲ့စည်းတွေအဲ့လိုဖွဲ့စည်းတွေကိုခြံထားခဲ့ရမယ်တကယ် ဒီ2021မှာကျွန်တော်တို့အားလုံးသိတယ်လေအဖွဲ့အစည်းတွေကတကယ်တော်လှန်တယ်လေပဲအဖွဲ့အစည်းတွေကစီရင်ကိုစီရင်နဲ့တူအောင်တကယ်တိုက်တယ်လေဆိုတော့ကျွန်တော်တို့အားလုံးမြင်နေရတာပဲ AA ရှိတယ် KNA ရှိတယ် TNA ရှိတယ် NDA ရှိတယ်ဒါက EAO တွေပေါ့အခုနောက်မှပေါ်လာတဲ့ KNDF တို့ Mandalay PDF တို့အခုကျွန်တော်တို့ချင်းပြည်က CB တို့ အဲ့လေဖွဲ့စည်းပြီဆိုလို့ရှိရင်ဘလောက်အမြင်လဲကျွန်တော်တို့ CB တွေ CB တွေဆိုလို့ရှိရင်လူရတက်ပြီးမှမတရီမထားမိကြလို့ခရိုင်မျိုးတွေအဆင့်တွေဘာငါပြုတ်ရတယ်အများကြီးတိမ့်နေတယ်လေရင်ကွင်းပါတဲ့မျိုးတွေတိမ့်နေတယ်ဆိုတော့မြန်မာပြည်မှာလေရင်ကွင်းပါတဲ့မျိုးကိုတကယ်တိမ့်နေတာအေအေနဲ့ကျွန်တော်တို့ CB ပဲရှိသေးတယ်ဒီနှစ်ဖွဲ့ပဲရှိသေးတယ်လေရင်ကွင်းပါတဲ့မျိုးတွေအဆင့်ထိကိုတိမ့်နေတဲ့ဖွဲ့စည်းတွေကဆိုတော့ဒီလိုအောင်မြင်နေတဲ့ဖွဲ့စည်းတွေ TNA တို့ KNA တို့ AA တို့ သူတို့နောက်မှာပါလာတဲ့သူတို့မွေးထားတဲ့အာသူတို့တိဆောက်ပေးထားတဲ့ CB တို့ KNDF တို့ဟုတ်လားမန္တလေး PDF တို့မောင်ဆောင်ခါတို့စသဖြင့်ဒီအဖွဲ့အစည်းတွေနဲ့တောင်မှဆက်ကဆောက်ကိုတော်လန်လို့အေးအေးဆေးဆေးရတယ်အဓိကကတော့ဒီအဖွဲ့အစည်းတွေကိုကျွန်တော်တို့ပြည်သူတွေကဝိုင်းပြီးမှစီရင်ခိုင်းရမယ်အဲ့ဒါမှတော်လန်ရေးကကျွန်တော်တို့အရှိကိုရောက်မှာဒါမှမဟုတ်ရင်ဟိုးအရင်တော့လူလူလဲပါလူလူလဲပါ NCA သမားတွေလဲပါဆိုရင်ဒီတော်လန်ကြီးက KNU နဲ့မှလည်းဘလော့ကြဆုံးခဲ့တယ်လို့မျိုးပဲကြဆုံးသွားမယ်ဒီတော်လိုင်းကြီးကဘာဖြစ်လို့လဲဆိုတော့ဒီအသက်ကြီးပန်းနဲ့ဥဆောင်တဲ့တော်လိုင်းကြီးအဖွဲ့အစည်းတွေကတို့60နှစ်မှာတော်လိုင်းကြီးကိုစားခက်ကြတယ်60နှစ်မှာမအောင်မြင်ဘူး84ပြန်ပြီးမှဖြစ်လာတယ်84တော်လိုင်းကြီး80နှစ်အာ90နှစ်84တော်လာရဖြစ်တယ်မအောင်မြင်ဘူးနောက်ဆုံးတော့ဒီမြန်မာစစ်တပ်ကပဲအနိုင်ယူသွားတယ်88မှာပြန်ပြီးမှဖြစ်တယ်88မှာလည်း88အရေးခင်းမှာလည်း မြန်မာစစ်တပ်ကပဲပြန်မြင့်မနိုင်သွားတယ်။အဲ့ဒါကြောင့်မလို့အသက်ကြီးပိုင်းတွေရဲ့အတွေ့အခေါ်အယူဆထဲမှာနောက်ဆုံးတော့ဒီရွှေဘစကားစားပဲပြန်မြင့်နိုင်သွားမယ်ဆိုတဲ့ဟာကသူတို့အသွေးသားထဲမှာသူတို့အုံတော်ထဲမှာစကားစားတွေရရိုက်သွင်းပေးလိုက်တယ်မြန်မာစစ်တပ်ကအဲ့ဒါကြောင့်မလို့ဒီကောင်တွေကဟိုးတော်ထဲကဟိုးနိုင်ငံခြားရတာစကားစားကိုအမိဖြစ်မှဘင်္ဂလားဟုတ်ရှော့အော်နေကြတာဒီ NDD နဲ့ဟို NCA စာချုပ်သမားတွေနဲ့အတူတူပဲဒီကောင်တွေကအတွေးခေါ်အယူဆက နောက်ဆုံးတော့အဒီမြန်မာစစ်တပ်ကပဲအနိုင်ယူသွားမယ်ဆိုတဲ့အတွေးခေါ်ကသူတို့ကောင်းထဲမှာအပြစ်ရှိပြီးသားပဲဒီကောင်တွေကလူငယ်တွေကိုရှောင်မြောက်ပေးတဲ့အဆင်မရှိတယ်သူတို့မှဘာမဟာပြူဝါမှမရှိဘူးအဲ့ဒါကြောင့်မလို့ဒီလူမျိုးတော်လန်ကြီးတတိမမှန်နဲ့ကိုကျိုးရှာအဖွဲ့စည်းတွေနဲ့တကယ်တော်လန်ကြီးကိုတော်လန်ကြီးနဲ့တူအောင်လုပ်နေတဲ့အဖွဲ့စည်းတွေအသက်ပေါင်းများစွာပေးဆက်ထားတဲ့အဖွဲ့စည်းတွေဒီတော်လန်ကြီးမှအောင်မြင်အောင်မြင်နေတဲ့အဖွဲ့စည်းတွေကိုသွားပြီးမှမစီရင်ခိုင်းနဲ့ အဲ့ဒါခမရလောက်ပြီးမှစီယုံခိုင်းတာကနိုင်ငံရေးနားမလဲတဲ့လူတွေတော်လိုင်းရဲ့အကြောင်းဘာမှမသိတဲ့မူချိုကလေးအသေးသေးလေးအရွယ်ပဲရှိသေးတယ်ခမရတို့ဒီလိုမျိုးစဉ်းစားမယ်ဆိုလို့ရှိရင်မအောင်မြင်တဲ့ဖွဲ့စည်းတွေကတော်လိုင်းရဲ့တတိယမမှန်လို့မအောင်မြင်တာအဒီဟာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အခုအောင်မြင်နေတဲ့ဖွဲ့စည်းတွေကသူတို့လည်းဂျိုသောမဟုတ်ဘူးပါဝါရင်းချားလည်းမဟုတ်ဘူးသူတို့ဘာကြောင့်အောင်မြင်တယ်လဲသူတို့ဒီတော်လိုင်းရဲ့ပုံမှာသူတို့ရဲ့ခံယူချက်ကမကန်နေလို့သူတို့ရဲ့လက်အောက်ကရဲဘော်တွေရဲ့အသက်ကိုရင်းရဲလို့သူတို့အောင်မြင်တယ် ။ဘာကြောင့်ရင်းရဲတာလဲသူတို့တော်လှန်ရေးပေါ်မှာထားတဲ့တစ္ဆာတရားကမှန်ကန်တယ်လေခံယူချက်ကမှန်ကန်တယ်လေဒီဟာတွေကြောင့်အောင်မြင်တာအဲ့ဒါကြောင့်မလို့ဆန်းဆန်းခန့်လိုက်တဲ့တခြင်းတပုတ်မှရှိတယ်။တင်းချတင်းခန်းစာချအာတင်းတင်းချတင်းခန်းစာမှာတဲ့ဘစ်တင်းဒူမပါဝါချင်းပေါင်းလို့ရတယ်တဲ့။ဆိုတော့တော်လှန်ရေးအခြေခံအတွေ့အခေါ်ယူဆမတူတဲ့လူတွေနဲ့ကိုချိုးရှာဖွဲ့စည်းတဲ့တော်ဝင်မှာပေါင်းစည်းခန့်လို့မရဘူး။ ပေါင်းစည်းရမယ်စီလုံးရမယ်ဆိုတာကကျွန်တော်တို့တော်လိုင်းရေးသမားတွေအချင်းချင်းတော်လိုင်းရေးပေါ်မှာတစ္ဆာရှိတဲ့အဖွဲ့အစည်းတွေ TN နဲ့ A တို့ GN A တို့ AA တို့ပေါင်းစည်းကြမယ်သူတို့ပေါင်းစည်းပေါင်းစည်းသွားပြီဆိုလို့ရှိရင်သူတို့ရဲ့နောက်ကနေလိုက်လာတဲ့ဥပမာမန္တလေး PDF ဟိုဆိုလို့ရှိရင်ဒီ TN နဲ့ A TN နဲ့ A ရဲ့မအတကက်အာဒီမဟာမိတ်အဖွဲ့ နောက်ပြီးလို့ရှိရင် CB ဆိုလို့ရှိရင်တကက် AA ရဲ့မဟာမိတ်အဖွဲ့အာ KNDF ဆိုလို့ရှိရင်အာသူတို့ဒီ TNLA တို့ AA တို့ရဲ့တကက်မဟာမိတ်အဖွဲ့ KNDF ကရတယ်နောက်ပြီးလို့ရှိရင်ဒီမောင်ဆောင်ခါတို့ဆိုလို့ရှိရင်လည်းအားလုံးသိတဲ့အတိုင်းပဲ AA တို့ဒီမြောက်ပိုင်းငင်တော်တောင်းဖွဲ့ရဲ့တကက်အဖွဲ့စီသူတို့တီထောင်ပေးလိုက်တဲ့အဖွဲ့စီပေါ့နော်ဆိုတော့ဒီအဖွဲ့စီတွေကိုပဲကျွန်တော်တို့ကစီယုံခိုင်းရမှာဘာမှမဟုတ်တဲ့ဘာတော်လိုင်းကြီးမှမလုပ်တဲ့တော်ထဲမှာတော်ဝဲပြစ်စားလိုက် ဟိုအန်ယူဂျီတို့လိုဦးဂျီမွန်တို့လိုဟုတ်လားထန်းနဲ့ဆက်လေးသွားလိုက်အညာကိုပြန်လာတဲ့ထန်းရည်လေးမူးလိုက်ဒီလိုမျိုးကောင်းနေနေမရဘူးဒီတော်လန်ကြီးကတော်လန်ကြီးဆိုတာခမရတို့တကယ်လောက်ရတာစစ်တိုက်တယ်ဆိုတော့လွယ်တဲ့ကိစ္စမဟုတ်ဘူး2023စီကူစီကူတင်ချန်ကုန်းတို့ဘာလို့ညာတို့နောက်ဆုံးအထွေထွေထိုးစစ်ကြီးစားမယ်ဘာလို့ပဲပြောပြောသူတို့စီရေးရဘာကြောင့်မလုပ်နိုင်냐လဲဒါကစစ်စစ်တိုက်တယ်ဆိုတော့မလွယ်ဘူးဆိုတော့ဒီမှာပဲတက်တည်အဲ့ဒါကတက်တည်ပဲ ျွန်တော်တို့မကြခင်မှာကျွန်တော်တို့ထင်မှတ်မထားတဲ့စစ်ပွဲတွေလည်းကျွန်တော်တို့တိုက်ရနိုင်တယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ခဏခဏပြောသလိုမျိုး CDF ပြည်တွင်းဆက်မှာတော်လိုင်းသမားတွေနဲ့အာဆက်အစိုးရနဲ့ချနေတဲ့အချိန်မှာဂျာထဲမှာအခွင့်အရေးယူဖို့ Islamic State ကိုတည်ထောင်ဖို့မွတ်စလင်လက်နက်ကန်တွေက အခွင့်အရေးဝင်ယူသွားတာရှိတယ်။ CDF တော်လိုင်းချင်းမှာကျွန်တော်ခဏခဏပြောတယ် ဒီလိုမျိုးပဲမြန်မာပြည်ကလည်းအခုရိုဟင်ဂျာရဲ့အရေးဆိုတာကပေါ်သေးသေးမထင်နဲ့ခင်ဗျားတို့တော်လန်ရေးရင်လည်းဆက်ကဆရရဲ့ကြဆက်ကဆဖက်ကပါပြီးတော့မှတော်လန်ရေးတွေကိုဟိုတော်လန်ရေးတွေကိုပြန်ပြီးမှတိုက်မယ်မဟာဗျူဟာတစ်ခုပဲရိုဟင်ဂျာအရေးဆိုတာကနောက်နေ့ကျရင်ဒီရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးမှကျွန်တော်ဆွေးနွေးပြမယ်ခင်ဗျားတို့လုံးဝမတွေးဘူးတဲ့လုံးဝမမြင်ဘူးတဲ့ရှူတောင်းတစ်မျိုးကလည်းကျွန်တော်ဆွေးနွေးပြမယ်ရိုဟင်ဂျာရဲ့အရေးရိုဟင်ဂျာရဲ့အရေးကပေါ်သေးသေးမဟုတ်ဘူးခင်ဗျားတို့မထင်နဲ့ ။ဘာဖြစ်လို့လဲဆိုတော့ရိုဟင်ဂျာရဲ့ရေးက NGO တွေနောက်ကွယ်ရတဲ့ဂျိုးကံမှုရှိတယ်။ NGO တွေကနောက်ကွယ်ရတဲ့ဂျိုးကံမှုရှိတယ်ဆိုတာကလူမှုရေးပြဿနာတွေရိုဟင်ဂျာတွေပြန်လာရေးပြဿနာတခုလည်းမဟုတ်တော့ဘူး။အခုရိုဟင်ဂျာတွေရဲ့ဖွဲ့စည်းမှာလက်နက်ကန်အာစာတို့ဘာလို့ဒီရှိလာလဲ။ဒီဟာကစီးရီးယားပြည်တွင်းစစ်ကိုအဒုတိယ မြန်မာပြည်ကစီးရီးယားပြည်တွင်းစစ်ဖြစ်လာနိုင်တဲ့အချက်လည်းပဲနောက်နေ့ကျရင်ကျွန်တော်ဆွေးနွေးပြရမယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရိုဟင်ဂျာတို့အကြီးတို့နားလေတဲ့ဟာကတိတိလေးပဲရှိသေးတယ်နောက်ခွဲမှာအများကြီးပဲဒီဟာနဲ့ပတ်သက်ပြီးတော့မှစီလုံးရမယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အာခေါင်းဆိုင်ပေးစားတယ်လို့ပထမပိုင်းမှာဒီလောက်နဲ့ဆွေးနွေးခြင်းတယ်အဲ့ဒါကတော့စီလုံးရမယ်ဆိုတော့ကျွန်တော်ပထမပိုင်းမှာပြောခဲ့တယ်လို့မျိုးပဲရောတရွာကိုဓမြဝင်တိုက်တဲ့အချိန်မှာ အာဂျန်နဲ့ရောတူရောသားတယ်မကူညီဘူးဆိုတဲ့ဟာမျိုးပေါ့နော်အခုရခိုင်ပြည်မှာဆစ်ဖြစ်နေတယ်ဆိုလို့ရှိရင်မကူရစကိုင်းကကျွန်တော်တို့ချင်းနေရသွားကူရမယ်ချင်းပြည်မှာဆစ်ဖြစ်နေတယ်ဆိုလို့ရှိရင်တို့ဘက်ကလာလိမ့်မယ်အချင်းချင်းအကူတက်နိုင်တဲ့ဘက်ကနေကူညီရမယ်အားပေးရမယ်ဘာမှမတို့တော်လိုင်းသမားတွေရောမထောက်ပံ့နိုင်ရင်တော့မတို့ကအားပေးရမယ်ဆက်လုပ်ပါပူပေါင်းကြပါစသဖြင့်ပေါ့ဆစ်တိုက်နေတဲ့ဖွဲ့စည်းတွေကိုပြောတာဟိုးယူနီဖောင်းဝတ်ပြီးတော့မတော်ထဲမှာဖက်ရှင်ရှိုးရှောက်နေတဲ့ဟိုဟို ဂေးဒီကိုပြောတာမဟုတ်ဘူးအဲတော်ထဲမှာဟုတ်လားယူနီဖောင်းလေးဝတ်ပြီးတော့မှဟိုဟိုဟုတ်လားတော်ထဲမှာတော်ထဲမှာမွေကပ်လို့ထိသွားရင်လည်းတိုင်းပြည်နဲ့လူမျိုးအတွက်လည်းမင်းမဆဲမဆဲချင်ဘူးအဲ့ဒါကောင်တော့တပိုင်းထားလိုက်ဟုတ်ပြီဒုတိယအချက်အနေနဲ့ကြော့ဖြူနဲ့ဗန်းမော်နဲ့ရသွားရင် KNA ကစက္ကစနဲ့ဆွေးနွေးမှာလားအဲ ကိုကျုံချလန်လန်ကံဖက်စီတွေကတော့ကျွန်တော်ဆောင်းတော့ပြောတယ်လို့ဆက်ကဆနဲ့သူတို့ပြန်ပြီးမှဆွေးနွေးမယ်ဆိုတဲ့အကြောင်းရပါတော့ဆိုတော့နိုင်ငံရေးနားမလည်ဘူးနိုင်ငံရေးနားမလည်ဘူးသူတို့ကလန်လန်ကံဖက်စီတွေအမေရိကန်လန်လန်ကံဖက်စီတွေခေါင်းဆောင်ကြီးတွေကနိုင်ငံရေးနားမလည်ဘူး NDT လည်းနိုင်ငံရေးနားလည်တဲ့ကောင်တကောင်းမှမရှိဘူးတဲ့ကောင်လေအောင်ဆန်းသူကြည်တော်မနိုင်ငံရေးနားမလည်လို့ထောင်ထဲခဏခဏဝင်နေရတာလေဒါအရှင်းရှင်းလေးပဲအန်ယူဂျီဆိုတာကဘာမှမဟုတ်ဘူးဒီကောင်တွေကစော့ပေါ်အဆင့်အဲကောင်တွေ ်အန်ယူဂျီကိုလူကြီးတွေကလည်းပြောနေတာရှိတယ်တော့ဖြူနဲ့ဘန်မွန်နဲ့ရသွားရင်ဆကားဆားနဲ့ပြန်ပြီးမှဆွေးနွေးနိုင်တယ်ဆိုပြီးမှအဲ့ဒီအချက်ကိုကျွန်တော်တို့အာအချက်လက်တိတိကျကျအရာကျွန်တော်တို့ဆွေးနွေးမယ်နော်တရုတ်ကမြန်မာပြည်မှာရင်းနှီးမြှုပ်နှံမှုတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုဘယ်လောက်ရှိသလဲကျွန်တော်လေ့လာမိသလောက်ဆိုလို့ရှိရင်တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုကမြန်မာမြန်မာပြည်မှာ 24 billion ရှိတယ်။ million မဟုတ်ဘူး billion နော်။24 billion ။ယနေ့မှနမလုပ်ထားတဲ့တရားပါ။အဲ့ဒီ24 billion ထဲမှာ7 billion ကရှမ်းမြောက်ဘက်မှာသူကဒီကုန်သွယ်ရေးတွေနဲ့ပတ်သက်ပြီးတော့မှကုန်သွယ်ရေးတွေနဲ့ပတ်သက်ပြီးတော့မှအဲ့ဒီ7 billion ကိုသူကယနေ့မှနမလုပ်ထားတယ်။အဲ့ဒီ7 billion ထဲမှာအဲ24 billion ထဲမှာ7 billion က ရှမ်းမြောက်ဘက်မှာကုန်တွယ်ရေးနဲ့ပတ်သက်ပြီးတော့မှတရုတ်ကရင်းနှီးမြှုပ်နှံမလုပ်ထားတယ်။ဆိုတော့14ဘီလီယံကျန်တယ်။အဲ့ဒါ14ဘီလီယံထဲမှာနှစ်ဘီလီယံကစကန်တိုင်းမှာရင်းနှီးမြှုပ်နှံမလုပ်ထားတယ်။စကန်တိုင်းမှာနော်။ကျန်တဲ့ဆယ့်နှစ်ဘီလီယံကဘယ်မှာရင်းနှီးမြှုပ်နှံမလုပ်ထားတယ်လဲဆိုတော့ရခိုင်ပြည်မှာရင်းနှီးမြှုပ်နှံမလုပ်ထားတယ်။ဆိုတော့ဒါကတရုတ်ရဲ့အချိုးစီးပွားမြန်မာပြည်မှာသူရင်းနှီးမြှုပ်နှံမလုပ်ထားတဲ့ဟာဆိုတော့တရုတ်က မြန်မာပြည်မှာအာလုံနာလေရမှာကစက္ကဆဝသူကထောက်ပံ့တယ်ဆိုတော့ကသူ့ရဲ့အကျိုးစီးပွားရေးအတွက်သူထောက်ပံ့ထားတယ်ဆိုတော့ရှမ်းမြောက်မှာတရုတ်ကဆယ်ဘီလီယံယင်းနမျိုးနဲ့မလုပ်ထားတဲ့ဟာကများသောအားဖြင့်80ရာရာခိုင်နှုန်းလောက်ကဒေါ်လာကြီးတွေရဲ့အင်အားစုတွေရဲ့လက်ထဲကိုရောက်သွားပြီ24ဘီလီယံထဲမှာဆယ်ဘီလီယံကရှမ်းမြောက်ကလက်နက်ကန်ဖွဲ့စည်းတွေရဲ့လက်ထဲကိုရောက်သွားပြီ အဲ့ဒီထက်မှကုံတွယ်ရေးရအပြန်လန်ခွဲယူကြတာတော့ဘာလို့အနေငယ်တော့စကားစားဖက်မှရှိလိမ့်မယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့နားလည်မှာတရုတ်ကဒီမင်းအွန်လိုင်းကိုဘယ်ချန်တီဆက်ပြီးမှထောက်ပံ့မလဲဆိုတာကိုကျွန်တော်တို့အဖြေရှာလို့ရမှာဆိုတော့ဆယ်ဘီလီယံကရှမ်းမြောက်တော်လိုင်းရဲ့အင်အားစုတွေလက်ထဲကိုရောက်သွားပြီအဲ့ဒါမှာအကျိုးမြတ်ခံစားခွင့်တော့စကားစားလည်းအနေငယ်ရရင်ရအောင်ပါပေါ့ဆိုတော့2ဘီလီယံကစကန်တိုင်းမှာက ဒီတော့ဘရုံးစီမံဂျင်းနီစီမံကိန်းတို့ဘာလို့ညာတို့တွန်လိုက်အင်အားစုတွေကဘာမှမလုပ်နိုင်သေးဘူးဒါပေမဲ့ရခိုင်ပြည်မှာရှိတဲ့ထွေးဘီလျံရှိတဲ့ရင်းနှီးမြှုပ်နှံမှုအဓိကကတော့ကြော့ဖြူပေါ့အဲ့ဒါနေအောင်အေအေကစာပြင်းမှာတိုက်နေတယ်ဆိုတော့တကယ်လို့ရှမ်းမြောက်ဘက်ကလည်းတွန်လိုက်အင်အားစုတွေရဲ့လက်ထဲကိုရောက်သွားပြီတကယ်လို့ကြော့ဖြူမြို့ကိုရသွားပြီဆိုလို့ရှိရင်တရုတ်ရဂျိုစီပွားကြီးကစက္ကစနဲ့ဆက်ပြီးမှရွှေမြူးစရာအကြောင်းမရှိတော့ဘူး တော်လိုင်းရဲ့အင်အားစုတွေနဲ့ပဲဆွေးနွေးရတာမှာရှမ်းမြောက်ဘက်ကအဖွဲ့အစည်းတွေနဲ့အေအေကမဟာမိတ်တွေဖြစ်တယ်နိုင်ငံရေးအရာလမ်းစဉ်တစ်ခုတည်းနဲ့တွားနေတဲ့အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတော့တော့ဖြူကိုရသွားရင်ဘန်းမော်ကိုရသွားရင် GNA တို့ AA တို့ကဘယ်သူနဲ့ဆွေးနွေးရမလဲစကားစနဲ့ဆွေးနွေးစရာအကြောင်းမရှိတော့ဘူးကျွန်တော်တို့နားလည်ရမှာမြန်မာပြည်မှာမြန်မာပြည်မှာ power အရှိဆုံးကတရုတ်မင်း online မဟုတ်ဘူးမင်း online ကိုရံကိုကမြန်မာစစ်တပ်ကိုရံကို ိုကတရုတ်လက်အောက်ခံလို့မဖြစ်နေလားအဲ့ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ရှန်ကဖက်က10ဘီလီယံရှိတဲ့ရင်းနှီးမြှုပ်နှံမှုကရှန်လော့ဒေါ်လာရဲ့ရင်းအားစုတွေရဲ့လက်ထက်ကိုရောက်သွားပြီပြီးရင်အခုထွဲဘီလီယံရှိတဲ့တော့ဖြူရေနံစကန်ကိုအေးအေးရသွားရင်မင်းအောင်လာနဲ့ဘာလို့ဆွေးနွေးမှာလဲမြန်မာစစ်တပ်နဲ့ဘာလို့ဆွေးနွေးမှာလဲဆွေးနွေးစရာအကြောင်းရှိတော့ဘူးလေအဲ့ဒါကိုကျွန်တော်တို့နိုင်ငံရေးနားမလည်ဘူး နောက်တစ်ခုအေအေရဲ့နောက်ခံသမိုင်းကြောင်းဒီအန်လေးရဲ့နောက်ခံသမိုင်းကြောင်းဂီအန်အေရဲ့နောက်ခံသမိုင်းကြောင်းကိုခင်ဗျားတို့မသိဘူးအဲ့ဒါကြောင့်ကျွန်တော်ခဏလာပြောတာခင်ဗျားမင်းတို့ဆာမဖတ်ဘူးတတိယတော့နားထောင်နေမင်းတို့ဘယ်တော့မှနိုင်ငံရေးနားမလည်နိုင်ဘူးစကားစားနဲ့မြန်မာစစ်တပ်နဲ့ဒီအန်လေးအေတို့အေအေတို့ဂီအန်အေတို့ဆိုတာကမြန်မာပြည်မှာတွေးဆောင်ဆွေးနွေးပွဲအများဆုံးပဲတရားဝင်တွေးဆောင်ဆွေးနွေးတာကနည်းနည်းလေးပဲ2012ကနေ2025အထိ GNAAADN လေးလီသုံးဖွဲ့နဲ့ဆက်ကဆက်ဆွေးနွေးလေးအချိန်ပေါ့ရှစ်ကျင်ရှိတယ်။သူတို့ကဘလောက်ပဲဆွေးနွေးဆွေးနွေး NCA ခစ်ကလေးက NCO လဲစာထုတ်မထုတ်တဲ့လူတွေအယောင်ကြီးမရှိလို့ပြောရမယ်ဆိုလို့ရှိရင် AADN လေး GNA ဆိုတာကမြန်မာစစ်တပ်ကနိုင်ငံရေးအရလုံးဝဂျင်းထဲလို့မရတဲ့ဖွဲ့စည်းသုံးဖွဲ့ဒီအဖွဲ့အစည်းတွေကပဲလက်ရှိတွင်ဦးတော်လန်ရေးလို့ပြောတဲ့တော်လန်ကြီးကိုဒီအဖွဲ့အစည်းသုံးဖွဲ့ကပဲပကုံးထိုင်မင်းမတင်တာလား ကျွန်တော်ဆောနာပြောသလိုမျိုးဒီအဖွဲ့အစည်း၃ဖွဲ့ကနေပဲဂျန်နဲ2021မှာပေါ်လာတဲ့လမ်းလည်ကံအဖွဲ့အစည်းတွေကသူတို့အဖွဲ့အစည်းကိုတီဆောက်လာကြတာအဓိကပိန်မကဘေးရနဲ့လာတယ်လဲဆိုတော့ KNA AATN လေဒီ၃ဖွဲ့စီကနေလာတာဒီ၃ဖွဲ့ကသူတို့အချင်းချင်းမတည့်ကြဘူးသူတို့ဒီ၃ဖွဲ့ကခမဲတကယ်ခမဲတို့သုံးသပ်သလိုစကားဆန်းနဲ့ဆွေးနွေးပြီးငင်းချမ်းရေးယူလိုက်ဒီတော်လိုင်းကြီးဘာမှလုပ်လို့မရဘူးအကုန်လုံးမတာပေါ်ဘူးလို့တော့မှတ်လိုက်ဂျန်နဲ့ NCA အစားရုပ်ချုပ်တဲ့ဖွဲ့စည်းတီးဘာလို့ညာတော့အဲ့ဒီကောင်တွေဘာဆောက်ဖြစ်မှရှိတဲ့ကောင်တွေမဟုတ်ဘူးအဲ့ဒီကောင်တွေကသူတို့ရဲ့ကိုကျိုးစီပွားရေးအတွက်သူတို့ရဲ့လက်အောက်ငယ်ရဲဘော်တွေရဲ့အသက်ကိုရင်းပြီးမှကိုတွေးဆုံနေရလို့လေဒီတော်လိုင်းကိုတကယ်တိုက်နေတာကအဓိကတိုက်နေတာက KNAAATN လေဒီ၃ဖွဲ့အဲ့ဒါကြောင့် TNLA ကိုခင်ဗျားတို့မူပြီးဖန်တဲ့ TNLA ရဲ့အကြောင်းနောက်နေ့ကျခင်ဗျားတို့ကောင်းကောင်းပြောပြမယ် TNLA ဆိုတာကမြန်မာပြည်မှာအောင်အောင်မြင်ဆုံးဖွဲ့စည်းပဲ သူ့လောက်အောင်မြင်နေတဲ့အဖွဲ့အစည်းမရှိသေးဘူးဒီအထောက်တီအန်လေးရဲ့အကြောင်းတော့နောက်နေရခန္ဓာတို့ရှင်းပြမယ်ဆိုတော့တော့ဖြူရသွားရင်ဘန်းမော်ရသွားရင် GNA နဲ့ဆက်ကဆနဲ့ဆွေးနွေးမယ်ဆိုတာကနိုင်ငံရေးနားမလည်တဲ့ကောင်တွေဆော့ပေါ်တွေပြောတဲ့စကား GNA တို့ TNLA တို့ AA တို့ဆိုတာကမြန်မာစစ်တပ်နဲ့အကြင်ပေါင်းများစွာဆွေးနွေးလာတဲ့ဖွဲ့စည်းတွေအကြင်ပေါင်းများစွာဆွေးနွေးဆွေးနွေးလာပြီမဲ့ဘယ်တော့မှသဘောတူညီချက် ကောင်းကောင်းမရတဲ့ဖွဲ့စည်းတွေဘာဖြစ်အပြန်အလှန်မယုံကြဘူးလေမွေမွေချင်းချင်းမြင်တယ်လို့ပြောရမလားဘယ်လိုပြောမလဲသူတို့အဖွဲ့အစည်းအချင်းချင်းကနိုးအခြေနေကြပဲစကားစားတဲ့ပဆက်ဟားလိုက်တာနဲ့ဒီဘက်သုံးဖက်ကဒီကောင်တွေဘိုက်ထဲမှာဥပနုခေရှိတယ်ဆိုတာဆိုအကောင်လုံးသိတယ်သူတို့ခဏခဏဆွေးနွေးတယ်ဘယ်တော့မှအဆင်မပြေဘူးအဲ့ဒါကြောင့်မလို့ဗန်းမော်မျိုးပဲရရမြင်းချင်းသားမျိုးပဲရရဟုတ်လားကြောက်ဖြူပဲရရစစ်တွေပဲရရဒီကောင်တွေကဒီသုံးဖက်ကဘယ်တော့မှစကားစားနဲ့ ငင်းချမ်းရင်ယူပြီးတော့မှကိုကျိုးရှာသွားမယ်အဖွဲ့ရှိတယ်မဟုတ်ဘူးကျွန်တော်ဗီဒီယိုဗီဒီယိုတပုတ်တော်တင်ထားသေးတယ်ဘုချိုးတွင်းမနန်ကငါတို့လက်နဲ့ကန်တယ်ဆိုတော့ကစီးပွားရေးလုပ်ချင်လို့မဟုတ်ဘူးတဲ့အာအပြက်ပဲလေကျန်တဲ့ဘုချိုးကမော်တို့ဘုချိုးတပုတ်တော်တို့လည်းဒီလိုမျိုးပဲအဲ့ဒါကြောင့်မလို့ဒီသုံးဖွဲ့ရဲ့အပေါ်မှာခင်ဗျားတို့မြင်နေတဲ့အမြင်တွေကမာနိုင်ငံရေးမှနားမလည်တဲ့မူချိုးကလေးသေးသေးလေးအရွယ်တဲ့ပါဝဲပြီးမှကစားကွင်းမှာဆော့ရမယ်အရွယ်ပဲရှိသေးတယ် ခင်ဗျားတို့အဲ့ဒါကြောင့်မလို့ဒီတော်လန်ကြီးက အဆုံးထိသွားလိမ့်မယ်ဒီတော်လန်ကြီးကိုတကယ်တိုက်နေတဲ့အဖွဲ့အစည်းတွေကို အားပေးကြတန်းတန်းတလို့ဝမ်းဝမ်းဝေးမထောက်ပံ့ကြသူတို့အဖွဲ့အစည်းသုံးဖက်ပူးပေါင်းရင်အားလုံးခဏခဏဆော့ပေါ်တွေခဏခဏတော့တက်ပေါင်းစုတက်ပေါင်းစုဆိုတာကြီးကတကယ်ဖြစ်လာလိမ့်မယ်အဲ့ဒါချင်းကြရင်တက်ပေါင်းစုကအခုလည်းဖြစ်နေတာပဲလေအခုစကိုင်းက PDF နဲ့ KNA နဲ့ပူပေါင်းပြီးမှစိတ်တိုက်ကြတယ်တပေါင်းစု DNA တို့ Mandalay PDF တို့ပူးပေါင်းနေကြတယ်ဒါလည်းတက်ပေါင်းစုပဲဒီအရက်လက်အောင်မှာဆိုလို့ရှိရင်အများကြီးပဲချင်းကြီးရှိတယ်မကွေးတွေမကွေးဖက်ကဘာမာတွေရှိတယ်စကိုင်းဖက်ကဘာမာတွေရှိရှိတယ်ရောဖက်ကဘာမာတွေရှိတယ်မြန်မာပြည်အနောက်ဘက်ချမ်းတချမ်းလုံးကအေးအေးနဲ့အတူတူပူးပေါင်းနေကြတာပဲဒါတွေလည်းတက်ပေါင်းစုပဲခမရတို့ခမရတို့ပြောနေကြဟုတ်လားတက်ပေါင်းစုဆိုတာရုပ်ရှင်ဇာတ်ကားတွေရလို့ဟုတ်လားမထူငီတဲ့ဖွဲ့စည်းတွေကအားလုံးစုပြီးမှယူနီဖောင်းတစ်ခုနဲ့ဝက်ခုံးဆောင်ကလည်းတယောက်တည်း ဒီလိုမျိုးခင်ဗျားတို့တပ်ပေါင်းစုဆိုတာတပ်ပေါင်းစုဆိုတာတကယ်လက်တွေ့ကြကြ reality တော်လန်ရင်းမှာတပ်ပေါင်းစုဆိုတာကအခု AA လို့သွားနေတဲ့ပုံစံ DNA လို့သွားနေတဲ့ပုံစံ DNA သွားနေတဲ့ပုံစံတပ်ပေါင်းစုပဲတပ်ပေါင်းစု sorry 2023ခရက်ကသူတို့ဆုလာကြတာပဲဒါတပ်ပေါင်းစုပဲလေတပ်ပေါင်းစုဆိုတာအဲ့ဒါဟုတ်သွားတာဆိုရဟာကိုဒီညကျွန်တော်ဆွေးနွေးချင်တယ်တိတ်မကြခင်မှာကျွန်တော်ခင်ဗျားတို့ရိုဟင်ဂျာတွေဘယ်လောက်ထိအန္တရာယ်ရှိတယ်လဲဆိုတော့ကောင်းစင်နဲ့အာကျွန်တော် ပြန်ပြီးမှာ 孙弟，病没？